ကျွန်တော်တို့အတွက်နေ့စဉ်လိုအပ်နေတာ energy ပါပဲ။ဒါတွေနဲ့အတူအဖုံဖုံဖြစ်တဲ့ mobile phone ရဲ့ battery ဆွမ်းအားဟာလည်းအမြဲအားရှိနေဖို့လိုပါတယ်။ဖုန်းအားအကြာရှည်ခံစုံ Gamble Hero 2ကျွန်တော်အကြိုက်ဆုံး mobile Gamble Hero 2ကျွန်တော်တို့လွန်ခဲ့တဲ့၄လလောက်ကကျွန်တော်တို့မြန်မာနောင်သတင်းဌာနကနေပြီးတော့အိမ်ကူမင်းကလေးတွေကမြန်မာပြည်မှာဥပဒေကြောင်းအရဘလို့အကာအကွယ်မဲ့နေတယ်လူအားကနည်းနည်းနဲ့ဘလို့ခေါင်းကိုဖြတ်ခံနေရတယ်ဆိုတာပတ်သက်ပြီးတော့စောင်းမတစ်ခုရေးလိုက်တယ် အဲ့ဆောင်မှာရေပြီးသိမ့်မကြပဲဒီလမ်း40အထက်ဘလောက်မှာရှိတဲ့အင်းဝါအချုပ်ဆိုင်ကနေပြီးတော့အဲ့အချုပ်ဆိုင်မှာဝင်ထွက်နေတဲ့အမျိုးသားတယောက်ကနေပြီးတော့ကျွန်တော်တို့ညမနောင်းတည်တဲ့ဌာနကိုလာပြီးတော့မှအကြောင်းလာကြပါတယ်အဲ့အချုပ်ဆိုင်မှာမင်းကလေးနှစ်ယောက်အတမ်းပြည့်တဲ့မင်းကလေးနှစ်ယောက်ကိုဟိုအင်းအင်ရှင်နေရနေပြီးတော့ရဲရဲဆက်ဆက်ကိုညှဉ်းပန်းနှိပ်စက်နေတယ်နှစ်ရှည်လာမှညှဉ်းပန်းနှိပ်စက်နေတယ်လာခဲ့ပါဆိုပြီးကျွန်တော်တို့အကြောင်းကြားလာတယ်ကျွန်တော်တို့မီဒီယာ ဒီသတင်းဌာနသတင်းစာရေးဆိုတော့ကျတော့ဟိုအာနာဘိုင်းဖွဲ့စည်းမှုတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီအာနာဘိုင်းဖွဲ့စည်းကိုလှမ်းပြီးတော့ကျွန်တော်အကြောင်းကြားလိုက်တယ်။ကျောက်ဒရာမြို့နယ်ရေစခန်းကိုအကြောင်းကြားလိုက်တယ်။အကြောင်းကြားခင်မှာကျွန်တော်ကိုယ်တိုင်အဲ့ဒီအင်ဝါအချုပ်ဆိုင်ကိုကျွန်တော်ကတ်စတမာပုံစံမျိုးပေါ့နော်အထည်ချုပ်မဲ့လူပုံစံမျိုးနဲ့သွားပြီးတော့မှကျွန်တော်သွားတယ်။သွားပြီးတော့မှအဲ့ကလေးတွေရှိလားဆိုတော့ကျွန်တော်သွားလေ့လာတယ်။လေ့လာတော့ကလေးတွေကိုတွေ့ခဲ့တယ်။ကလေးတွေရဲ့လက်မှာကလေးနှစ်ယောက်လုံးမှာအင်ကူကလေးနှစ်ယောက်လုံးမှာပြက်ရှာတန်ရာတွေတူညီတဲ့ပြက်ရှာတန်ရာတွေ အသားတွေအတုံးလိုက်အတက်လိုက်နဲ့တက်ဆတဲ့နေရာကြီးကျွန်တော်တွေ့ခဲ့တယ်။အဲ့ဒါနဲ့ကျွန်တော်ဟိုကလေးတွေမပါပါအောင်ဓာတ်ပုံကျွန်တော်ရိုက်ပြီးတော့မှကလေးတွေဓာတ်ပုံမရရအောင်ရိုက်လာပြီးတော့မှကျွန်တော်အဲ့ဓာတ်ပုံနဲ့ကြောက်ဒရာရဲစခန်းကိုသွားပြီးကျွန်တော်တိုက်ကြလိုက်တယ်ပေါ့နော်။ဒီလိုဒီလိုရှိနေဆိုတဲ့အကြောင်းကိုကျွန်တော်သွားပြီးတော့တိုက်ကြလိုက်တယ်။ရဲစခန်းကနေပြီးတော့ဘာမှကျွန်တော်ကိုအကြောင်းပြလာခြင်းမရှိဘူး။ကျွန်တော်တိုက်ကြပြီးနောက်နေ့ရဆက်ပြီးတော့ကျွန်တော်နေ့တိုင်းဖုန်းဆက်တယ်ကျွန်တော်တပတ်နှစ်ပတ်လောက်ကျွန်တော်ဇက်တိုက်ကိုကျွန်တော် နေ့တိုင်းဖုန်းဆက်တယ်ဒီအမှုနဲ့ပတ်သက်ပြီးတော့ရက်တစ်ဖက်ကဘလူးကိုင်တွေနေတော့ကျွန်တော်သိတင်လို့တကြအတွက်ကြောင့်မလို့လေအော်ဒါပေမဲ့ဘာမှရက်တစ်ဖက်ကနေပြီးတော့မှဟိုတိကျတဲ့အဖြေဘာမှမပေးလာဘူးအဲ့ဒါနဲ့ကျွန်တော်မြန်မာနိုင်ငံလူ့ခွင့်ကော်မရှင်ကိုကျွန်တော်စာနှမ်းရေးပြီးဒီအကြောင်းကိုကျွန်တော်အကြောင်းကြားလိုက်တယ်ကျွန်တော်ရည်ရွယ်ချက်ကတော့လူ့ခွင့်ကော်မရှင်ကနေပြီးတော့သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေကိုနော်ဒီကိစ္စကိုကင်တယ်ဖို့ဆိုပြီးတော့အကြံပေးအောင်တိုက်တွန်းပေးအောင်ဆိုပြီးတော့ရည်ရွယ်ချက်နဲ့ကျွန်တော်ကလူ့ခွင့်ကော်မရှင်ကိုကျွန်တော်အကြောင်းကြားလိုက်တယ်အဲ့ဒါလုံးခဲ့တဲ့သုံးလပါပေါ့ အဲ့ဒီချိန်ကစပြီးတော့ကျွန်တော်ဒီအမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘာမှမသိရတော့ဘူးရဲတပ်ဖွဲ့ကိုကျွန်တော်နောက်ပိုင်းဖုန်းဆက်တယ်သူတို့ရှိရဘာမှအဖြေမသိရအောင်ကော်မရှင်ကိုဖုန်းဆက်တယ်ကော်မရှင်စီကအဖြေဘာမှမသိရအောင်အဲ့ဒါနဲ့လုံငင်းတဲ့ကြာတာပရင်းနေ့15ရက်နေ့ကကော်မရှင်ကဆင့်ခေါ်လို့ဆိုကျွန်တော်ဟိုဒီမြန်မာနိုင်ငံအမျိုးသားလူ့ခွင့်ရေးကော်မရှင်ရုံးရှိတဲ့ပြည်ထောင်ကိုကျွန်တော်ကျွန်တော်တွားတယ်တွားတွားတဲ့အခါမှာကလင်းပြီးပါရောက်နေတယ်နောက်ပြီးတော့အမှုကိုကျူးလွန်ထားတဲ့အင်ဝါအချုပ်ဆိုင်က ိုင်ရှင်တွေ၄ယောက်ရောက်နေတယ်။နောက်ပြီးတော့ရဲတပ်ဖွဲ့ရောက်နေတယ်။နောက်ပြီးတော့မြန်မာနိုင်ငံအမျိုးသားလူ့ခွင့်ကော်မရှင်ကအဖွဲ့ဝင်ဥဆောင်ဝင်အပါဝင်အဖွဲ့ဝင်တွေရောက်နေတယ်ပေါ့။ဆိုတော့အမှုဖြစ်စဉ်ကတော့အဲ့ဒါပါပဲ။အဲ့ဒီမှာရဲတပ်ဖွဲ့ကနေပြီးတော့မြန်မာနိုင်ငံအမျိုးသားလူ့ခွင့်ကော်မရှင်ကို22မြင်းနာအစီအစဉ်ကစားတစ်ခုကိုပေးပို့တယ်ဆိုတာကိုကော်မရှင်ကပြပြလို့ကျွန်တော်သိခဲ့ရတယ်။ ောက်ပြီးတော့အဲ့ကောအဲ့27မိနစ်နာရဲ့အနှစ်ချုပ်ကိုကော်မရှင်အဖွဲ့ဝင်တစ်ခုကနေပြီးတော့တယောက်ကနေပြီးတော့ဖတ်ပြတယ်။နော်ရဲတစ်ဖွဲ့အစီရင်ခံစာပေါ့။အဲ့အစီရင်ခံစာဘာကြီးအဓိကဖော်ပြထားလဲဆိုတော့ကလေးတွေကိုညှဉ်းပန်းနှိပ်စက်နေတယ်။ကလေးတွေကိုကြုံပြုတ်နေတယ်။ရဲတစ်ဖွဲ့ကဆက်စည်းတဲ့အခါမှာလည်းပဲကလေးတွေဆက်စည်းတဲ့အခါမှာလည်းတေချာဆက်စည်းလို့မရဘူး။ဘာလို့လဲဆိုတော့အေရှင်တွေကနေပြီးချင်းချုပ်ထားတဲ့အတွက်ကြောင့်မလို့ကလေးတွေကတေချာကားနာနာဘာမှမပြောဘူး။နော်။ ။ဒါပေမဲ့ကလေးတွေရဲ့လူအောက်ကိုတလတောင်းခွင်းနဲ့ဆိုပြီးတော့လစာပေးထားပြီးခေါင်းပုံဖြတ်တယ်။နောက်ဒီပထမရောက်ခါစားတနည်းနည်းမှာလစာပေးတယ်မိဘတွေကိုလစာပေးတယ်။နောက်ပိုင်းသုံးနှစ်လောက်မှာလုံးဝလာကြအောင်ပြပေးနေခလေးတွေကိုမတရားဖမ်းဆီးချုပ်နှောင်လာတယ်မိဘတွေလာလို့ရှိရင်ခလေးတွေမရှိဘူးဆိုပြီးတော့မိဘတွေကိုလိညာထားလိညာထားတယ်ပေါ့ဆိုတော့ကျွံပြုတ်မှုတွေခေါင်းပုံဖျက်မှုတွေညှဉ်းပန်းနှိပ်စက်မှုတွေပြုလုပ်ထားတဲ့အတွက်ကြောင့်ဒီကိစ္စကိုဥပဒေတိုင်းအရေးကိုသိမှလဲဆိုပြီးတော့ရဲတပ်ဖွဲ့ကနေပြီးတော့မှအကြံ ဟိုအဲ့ဒီအစီအကံတော့အကြံပြုထားတယ်ဆိုတော့အဲ့ဒါပြီးတော့ကော်မရှယ်ကနေပြီးတော့နှစ်ဦးနှစ်ဖက်ကလေးမိဘတွေနဲ့ဒီကျွလွန်ထားတဲ့လူတွေနဲ့ဆက်ဆက်ညှိနှိုင်းကြပါဆိုပြီးတော့မှဟိုလမ်းကြောင်းဖွင့်ပေးလိုက်တော့ပေါ့ဖွင့်ပေးလိုက်တဲ့ခါမှာကျွန်တော်ကဒါကိုထပြီးတော့ကျွန်တော်ကကန့်ကွက်ပါတယ်ဟိုဒါဥပဒေလမ်းကြောင်းအတိုင်းဟာဖြစ်တဲ့အမှုဖြစ်တယ်ဒီလိုမျိုး ဖြည့်ရှင်းလို့မရဘူးမဖြည့်ရှင်းသင့်ဘူးဆိုပြီးတော့ကျွန်တော်ဟိုပြောပါတယ်ခင်ဗျာ ဒါဟုကော်မရှင်အဖွဲ့ဝင်ဥဆောင်ရရနေပြီးကျွန်တော်ကိုမပြောပါနဲ့ကာကရှင်မိဘတွေကပဲဆုံးဖြတ်ပါเนาะဆိုတော့ကျွန်တော်ဘာမှပြောခွင့်မရခဲ့ဘူးကာကရှင်မိဘတွေဆုံးဖြတ်တယ်ဆိုတော့ကာကရှင်မိဘမိဘတွေကိုကျွန်တော်စကားပြောပြောကြည့်ရကောသူတို့တွေကဟိုရန်ကုန်မြို့တော်ကောင်းကောင်းမရောက်ဘူးကော်မရှင်ရုံးကမှဆိုတော့သူတို့တွေကပို့ပြီးတော့မှဒီဒီကြောက်လန့်ပြီးတော့ထိတ်လန့်နေကြတယ်နောက်ပြီးတော့ကလေးမိဘတွေတေချာကျွန်တော်ဟိုမင်းများကြည့်တော့ကလေးမိဘတွေကစားတော့မဖတ်တတ်ဘူး ဥပဒေဆိုတာကျွန်တော်တို့ဝေလာဝေးစာတော်ဖတ်တယ်ကိုအဲ့ဒီအချိန်ဒီမှာဒါဒီအမှုကြီးကိုဘယ်လိုဖြစ်ရမှန်းမသိဘူးဖြစ်နေတယ်မိဘတွေကကျွန်တော်တွေ့မြင်ခဲ့တာမိဘတွေကဒီအမှုနဲ့ပတ်သက်ပြီးတော့ငွေကြေးလုံးဝရကြရလို့လည်းစိတ်မရှိဘူးသူတို့သားသမီးတွေအခုသူတို့ရွာကိုပြန်ရောက်ပြီဆိုတော့ပဲသူတို့ကဂျင်းနဲ့နေတာငွေကြေးနဲ့ဖြည့်ရှင်းရမယ်ဆိုတော့လည်းသူတို့ကခေါင်းနဲ့မရှိဘူးဒါပေမဲ့ကော်မရှင်ဘက်ကနေပြီးတော့အဲ့လိုညှိနှိုင်းပါလို့ပြောလိုက်တဲ့အချိန်မှာကျူးလွန်ထားတဲ့လူတွေကနေပြီးတော့ဒါငွေကြေးနဲ့ဖြည့်ရှင်း ယင်ဖြည့်ရှင်းလို့ရတယ်ဆိုတော့เนาะအနေထားကိုသူကစပြီးစကားပြောလာတယ်အဲ့ဒီအချိန်မှာတခြားကော်မရှင်အဖွဲ့ဝင်တချို့ကနေပြီးတော့မှဒီမိဘတွေပြောတယ်ဥပဒေလမ်းကြောင်းတိုင်းလုပ်မယ်ဆိုလို့ရှိရင်ဒါရှုပ်ထွေးမယ်တော်ရနေပြီးတော့မှမြို့ပေါ်တက်ပြီးရုံးချင်းနေနေဆိုလို့ရှိရင်ဒုက္ခရောက်မယ်ဆိုပြီးတော့မတိမစားဒါဥပဒေလမ်းကြောင်းတိုင်းမသွားဘူးဆိုပြီးတော့မိဘတွေကိုနှက်ချောင်းပြီးပြီးပြောဆိုတယ်အဲ့ဒီအချိန်မှာမိဘတွေကဇွေဇွာဖြစ်လာပြီးတော့မှဒီဟိုလက်ဆက်ချောင်းကျိုးထားတာပေါ့လက်ဆက်ချောင်းကျိုးထားတယ်လက်မောင်းလည်းရိုက်ချိုးခံထားရတယ်အဲ့ဒီ မဆန်းကေခိုင်ရဲ့မိခင်ပေါ့နော်ဒေါ်ညိုညိုရနေပြီးတော့သူဒါဟိုသူတင်းလေး၄၀နဲ့သူရဖို့ဆိုပြီးတော့လိုအားကအပါဝင်ဒါသူငယ်၃နှစ်လောက်တည်းမှာမရခဲ့တဲ့လိုအားကအပါဝင် အားလုံးနိလာကြီးတွေအားလုံးအပါဝင်တင်း၄၀နဲ့သူကျင်းနေလိုက်တယ်နောက်ပြီးနောက်တစ်ယောက်ကဖြစ်တဲ့ဒီကောင်မလေးကကြတော့ကကြီးတန်ရာကြီးဓာတ်တန်ရာကြီးရှိတယ်ဒါပေမဲ့မကျိုးလို့ဆိုပြီးတော့သူ့ကိုဆဲ့သိမ်းတဲ့သူလဲ လူအားကတွေအပါအဝင်နစ်နာခဲ့တဲ့လူငယ်တဲ့၃နှစ်လောက်ကမရခဲ့တဲ့လူအားကတွေအလုံးစုစုပေါင်းအပါအဝင်နော်ဒီဆယ်သိန်းနဲ့ကျင်းလိုက်တယ်ပေါ့ဆိုတော့အဲ့ဒါနဲ့အမှုကအာဒီပြီးသွားတယ်ပေါ့ဗျာနော်ကျွန်တော်မြင်တွေ့တာကကလေးမိဘတွေကငွေကြီးလိုချင်လို့မဟုတ်ဘူးသူတို့ကဘလို့ဖြစ်ရှင်းရမှမသိပဲနဲ့ဟောဖြစ်ပေါ်လာတဲ့အခြေအနေမှာသူတို့တွေဟိုသူတို့စိတ်ထဲထင်ရမြင်အောင်ဆုံးဖြတ်ပြီးတော့မှဒီအမှုကိုတင်သွားတယ်ပြီးတော့ပြန်သွားတယ်ပေါ့နော်ဒါပဲကျွန်တော်ရှုမြင်တယ်ကျွန်တော်အမြင်ကတော့ ီလူခွင့်ကော်မရှင်လုတ်လုတ်တာဆိုလို့ရှိရင်ဥပဒေမန်တိုင်းတစ်ခုလုံးကနေပြီးလွဲဖယ်ပြီးတော့မှဒါလုတ်ဆောင်တယ်လို့ကျွန်တော်ကမြင်တယ်။ဘာလို့လဲဆိုတော့ကော်မရှင်ရဲ့တာဝန်ကလူခွင့်ရေးစံစံရင်းစံညွန့်တဲ့အညီဥပဒေအတိုင်းလုဆောင်ကြဖို့ဆိုပြီးတော့အစိုးရအဖွဲ့တွေအာဏာပိုင်အဖွဲ့စည်းတွေအကြံပေးဖို့ဖွဲ့ထားတဲ့အဖွဲ့အစည်းအဲ့ဒါကိုဥပဒေအတိုင်းတရားဥပဒေမစီရင်မဲနဲ့ဥပဒေဘောင်ပြမကနေပြီးတော့မှငွေမြောင်းငွေနိုင်ဆိုပြီးတော့မှဆုံးဖြတ်တာကိုအားပြအမြတ်ပြုသွားရလို့ကျွန်တော်ကတော့ ဒါဒီလိုမြင်တဲ့လူခွင့်ကော်မရှင်ကနောက်ပြီးတော့နောက်နောက်ဒီလိုအမှုတွေဆက်ပြီးတော့ဖြစ်လာတာကိုလည်းဒီလိုပုံစံမျိုးနဲ့တခါတရားဥပဒေဘောင်ကအပြင်ဘက်ကနေပြီးတော့မှအစဉ်ပြေပြည်သူလို့เนาะဖြည့်ရှင်းပို့ဆိုပြီးတော့အားပြအားမြောက်ဖြစ်သူလို့ဖြစ်သွားတယ်ဒီလိုပဲကျွန်တော်မြင်ပါတယ်ခင်ဗျဒီအမှုကအင်မတန်ကြီးလေးတဲ့ယာစုမှုကြီးဒီပါဟိုတာမန်အင်ဖို့စိတ်ဆိုးပြီးတော့မှရိုင်းနှက်လိုက်တဲ့အမှုမဟုတ်ဘူးတာမန်စကားများပြီးတော့မှခိုက်ရန်ဖြစ်ပေါ်တဲ့အမှုမဟုတ်ဘူးနှစ်ရှီလာများနံပါတ်1နှစ်ပေါင်းများစွာကျုံပြူထားတယ်နံပါတ်2 ဖမ်းဆီးချုံနှောင်ထားတယ်။နံပါတ်3အညှဉ်းပန်းနှိပ်စက်တယ်။နံပါတ်4အပြင်းထန်ညှဉ်းပန်းနှိပ်အပြင်းထန်နာကျင်စေမှုပြုတယ်ပေါ့။ဆိုတော့အင်မတန်ကြီးမားတဲ့ရာဇဝမှုတွေဖြစ်တယ်။ဆိုတော့ဒီခံခဲ့ရတဲ့ကလေးငယ်တွေမိဘတွေကနေပြီးတော့ဒီဟာနဲ့ပတ်သက်ပြီးတော့အိုဒီဘိုင်းဆိုင်ရာလုံးဝဘယ်လိုလွတ်ဆောင်အောင်မလဲဆိုတော့သူတို့ကိုကုညီပေးမဲ့အဖွဲ့အစည်းလုံးဝမရှိဘူး။ကုညီပေးမဲ့ပုံကလည်းမရှိဘူး။ဒါကြောင့်မလို့ကျွန်တော်ကနေပြီးတော့မူလတိုင်ကြားထားမူလတိုင်ကြားထားသူအနေနဲ့ကျွန်တော် ဒီရန်ကုန်တိုင်းရဲတပ်ဖွဲ့ရဲ့ပြည်ထောင်ဝင်ကြီးဌာနကိုကျွန်တော်ကနေပြီးဒါတော့ဒါကိုဥပဒေအတိုင်းညီညွတ်အောင်ဥပဒေအတိုင်းအနီးလမ်းအတိုင်းလှုပ်ဆောင်ပေးဖို့ဆိုပြီးတော့ကျွန်တော်အကြံပြုတိုက်တွန်းတဲ့စာအုပ်တော့ကျွန်တော်ဒီ net ဖြန့်ဆိုရင်ကျွန်တော်နှမ်းပြီးတော့ပို့မယ်ပေါ့